အားလုံးပဲမင်္ဂလာပါခင်ဗျာယခုတစ်ခေါက်ဖတ်ပြချင်တဲ့ဇာတ်လမ်းလေးကတော့စိုင်းစရာရေဟင်းရေးသားထားတဲ့သစီဖမ်းပေးသော လူသက်ကောင်ဆိုတဲ့စုံထဝိတုဇာတ်လမ်းလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာသစီဖမ်းပေးသောလူသက်ကောင်တောင်ပေါ်ရှိကញ្ញင်ပင်ကြီးတွင်ကျိုးတန်းလန်းကြီးကိုမုံစုဖိုးထောင်အရင်မြင်သည်ကျိုးရဲ့ဆုံးတွင် တွဲလောင်းကြီးရှာတက်လက်နဲ့တည်နေသော လူတယောက်ရဲ့လောင်း မုတ်စုဖိုးတောင်းကြက်တိန်တပြန်ပြန်ထသွား၏လက်ပြပင်လွင့်စင်သွားမသက်ကြောက်စိတ်ကမုတ်စုဖိုးတောင်းကိုလွှမ်းခြုံသွား၏တောကြက်ထောင်ထားသောနေရာသို့ဆက်မသွားတော့မုတ်စုဖိုးတောင်းအမလေးပြဟုတစ်ချက်អော်ပြီးလင်တကြိုးတည်းရွာသို့တုတ်ချီတင်တော်သည်ကိုညိုကြီးကိုညိုကြီးကိုညိုကြီးမကိုညိုကြီးအစ်စေဖိုးတောင်းတင်ပါနဲ့ဖွာတသားတည်းဖြစ်အောင်ခုံပေါက်ပြင်းရင်တလန်းလုံးရေရွတ်သွားသည် နေရာမှာမော်လိုက်တဲ့သောကျွမ်းအတွင်းကញင်စုရွာနီးတွင်ဖြစ်သည်ချင်းတွင်းမြေ၏အနောက်ဘက်ခြမ်းမော်လိုက်မြို့အလွန်တွင်ညောင်ပင်သာကျေးရွာရှိသည်ညောင်ပင်သာတောင်ဘက်ကျကျတွင်ချင်းတွင်းမြေထဲစည်းဝင်လာသောဆလူးချောင်းရှိသည်ဆလူးချောင်းနှင့်တင်မျောစိတ်ရှိသည့်တွန်းပင်ရွာတွင်ပိုင်းတွင်ကញင်စုရွာတည်ရှိသည်ကញ្ញင်စုအနောက်ဘက်တွင်တောင်ကုန်းများရှိပြီးကញ្ញင်စုရွာမှာတောင်ချီမြေပြန့်တွင်ရှိသည် ကိုညုံကြီးကញင်ပင်မှာကျူတန်းလက်နဲ့သေးသေးကញင်စုတွင်အင်ချီ40ခန့်သာရှိသည်အများစုမှာတက်လုပ်ငန်းဖြင့်ဝမ်းကြောင်းပြုနေသောတက်လုပ်သားများဖြစ်သည်ပွင့်လင်းရာဒီများတွင်ရွာထဲ၌လူနည်းစုသာကြံသည် မိုးကြလာသည့်နှင့်တက်ခုတ်တက်လဲတက်ဆွဲခြင်းလုပ်ငန်းများ နာကြပြီလင်တစ်ဆွဲစင်များစင်ထန်းစင်ဦးစီတစ်ထုတ်လောက်သာကញင်စုတို့ပြန်စုပြီး တမိုးခိုကြသည် ရင်တို့ကញင်စုရွာတွင်ရွာသားများပြန်လည်၍စီကားလာခြင်းတွင်မုတ်ဆုဘိုးတောင်းကသူစင်ထားသောတောကျက်ထောင်ချောင်များကိုတောင်ပေါ်တက်ကြည့်စဉ်ကိုညိုကြီးကိုကြိုတန်းလန်းနှင့်ကញင်ပင်တွင်တွေ့လိုက်ရခြင်းဖြစ်သည်ကိုညိုကြီးမှာကញင်စုတွင်ချမ်းသာသူတို့ဟုဆိုနိုင်သည်တစ်ဆွဲစင်တစည်းပိုင်ဆံ၍ဖြစ်သည် အသက်၄၀ကျော်ရွယ်ရှိ ကိုညိုကြီးသည်အတော့အစားအတော်အသင့်ရှိသည်မှပါ ဟော့ဟော့ရန်ရန်မရှိလားအိန္ဒုတထမှန့်ရင်များနဲ့အိန်ထောင်သက်20ကျော်များရှိခဲ့တယ်လေတာဒမီယတနာထုံကားခြင်းမရှိခဲ့သူဒီအလောက်ကြိုးစားသည် ရွာတွင် သူကဲ့သို့ပင်စင်တစည်းကိုပိုင်ဆိုင်သူကြောက်စိမ့်တို့ညီကိုနှင့် အချင်းများခဲ့ဖူးဒီမှလွဲ၍ရွာတွင်လူချစ်လူခင်များသူဟုဆိုနိုင်ပေသည်ကြောက်စိမ့်တို့ညီကိုနှင့်အချင်းများအဒီမှလည်းအရက်ဝိုင်းတွင် စကားကြုံရမှစခဲ့ခြင်းဖြစ်သည် တနေ့ကြောက်စိန်တို့လူစု၏အရက်ဝိုင်းနီးမှကိုညိုကြီးဖြစ်သွားစဉ်ကြောက်စိန်ကမရမကခေါ်တဖြစ် ကိုညိုကြီးကဝင်ထိုင်မိသည်အရက်ဝင်တော့ဝတ်တီလွတ်ဒီမှာမဆန်းဆင်မတက်သောကျိုးဝိုင်းဒေတာများတွင်ခေပေါကားများထပ်ပင်တံမိုးရှိသည့်လျောက်ဆင်ဖြစ်ကျိုးစည်းပွားဖြစ်ခြင်းတူခြင်းသူ့ဆင်ကြောင့်ကိုဆင်ကြောင့်မိမြဖိုးတန်ကြောင့်ကိုပြောမိသည်ဒီတွင်ကြောက်စိန်ကသူ့ဆင်မိုးကောင်းမှာငွေအိုးလောက်တောင်းမမီ၍ ငွေအိုးလောက်အဖိုးမတန်တော့လေတောက်မီလာပါကငွေအိုးကိုပြိုင်နိုင်ကြောင်းလုပ်ငန်းတိုးချဲ့လို့ဆိုလေမိုးကောင်းတောက်မမိသေး၍ထင်းတိုင်းမပေါက်သေးကြောင်းထို့ကြောင့်လာမိပွင်လင်းရာတီတွင် လုပ်ငန်းတိုးချဲ့နိုင်ရန်ငွေနှစ်သိန်းလိုက်ဖြင့်ငွေအိုးကိုမိုးကောင်းနှင့်လဲရန်ကြောက်စိမ့်ကကိုညိုကြီးကိုပြောသည်ကြောက်စိမ့်လူများကလည်းငွေရောစင်ပါရမည်ဖြစ်၍လဲတဲ့ကြောင်းဘေးတီးပေးကြသည်ကိုညိုကြီးအသည့်တရားမှာ အရက်ထဲမှာအရက်ပြန်တက်ကဖုံးလန်းနေပြီဖြစ်၍လောဘတက်ကတုံးတိန်လိုက်ပြီးရင်တောင်းလီတော်သည်နှစ်ဖက်အလျှော့တင်းလှုပ်ရင်ကနှစ်တိန်ခွဲအလိုက်နှင့်တဲ့တော်သည်သို့သောထို့သို့တော်သည်ကိုညိုကြီးနှင့်ကြောက်စိန်တို့ညီကိုရန်ညှို့ဖွဲ့เสียဖြစ်လာခဲ့ရသည်နောက်တနေ့ကြောက်စိန်တို့ညီကိုကမွေနှစ်သိန်းခွဲကိုမွေရွေခုံအိုင်းနှင့်ထည့်ပြီးစင်မိုးကောင်းကိုမှ၍ကိုညိုကြီးထံရောက်လာခဲ့သည် ိုညိုကြီးမှာအရက်ဝိုင်းတွင်ပေးခဲ့သည့်စကားကို အရက်မူးပြေတော်မမှတ်မိစင်မိုးကောင်းမှာညာဖက်မျက်လုံးဒံဖြစ်ပြီးကိုယ်နေဒီကိုယခုမှသတိရသည့်ဖြစ် အရက်ဝိုင်းမှဂရီကိုအရက်ဝိုင်းတွင်ပြီးပြောက်ခဲ့ပြီဖြစ်ကြောင်းပြောရမှကြောက်စိမ့်တို့နှင့်စကားများကြသည်တော်ဒီပြဓာတိပြမဖြစ်ုံတမင်ခိုက်ရန်ဖြစ်ကြသည်တရွာလုံးဝိုင်းအောင်လာကြသည်ဒီတော့ကြောက်စိမ့်တို့မှာအရှက်ရပြီးကိုညိုကြီးဟာဂတိမတီတဲ့လူ သက်ကိုပြစ်မယ်ဟု လူပုံလည်းတွင်ချင်းဝါရညို့ဖွဲ့ခဲ့ပူသည်ယခုမုံဆုဘိုးထောင်းရွာသို့ဒုံဆိုင်ပြန်ပြောလာပြီးကိုညိုကြီးတောင်ပေါ်ကကញင်ပင်၌ကြိုးတန်းလန့်ရှာသေးလည်းနှင့်တေးနေစီကို တွေ့ရကြောင်းရွာကိုဆဝင်ဒီမှရွာလူကြီးကိုတုံးမောင်အင်းရောက်သည့်အချိန်အော်ပြောသွားရာကြားရသူရွာသူရွာသားအပေါင်းမှာကြောက်စင်းတို့ညီကိုလက်ချက်ဟုကောက်ချက်ချလိုက်ကြသည်ကញင်စုတရွာလုံးအုပ်အော်တောင်းလင်းဖြစ်သွား၏ လူတယောက်တစ်ပင်တွင်ကြိုတန်းလန်းနဲ့တည်နေခြင်းသည်တဲ့ကိုယ်တိုင်ကျိုးဆွဲချ၍မိမိကိုယ်ကိုတတ်သည်တလောနှင့်တစုံတယောက်ကကျိုးဆွဲချလှုပ်ချံတက်ဖြတ်တလောသုံးမြေပြင်တွင် အသေးတက်ပြီးမှကျိုးဆွဲချတတ်သည်ဟန်လေပင်၌ကျိုးကွင်းဆွ၍ချီနှောင်ထားတလောကိုညိုကြီးတည်ဆုံးမှုနှင့်ပတ်သက်၍ဖြစ်နိုင်ခြေ၃မျိုးရှိရာတရွာလုံးကပထမမျိုးစားဖြစ်သောကိုယ်တိုင်ကျိုးဆွဲချတတ်သည်ခြင်းမဖြစ်နိုင်ကြောင်း တညီတညွတ်တဲ့လက်ခံကြသည်ထို့ကြောင့်ကိုညိုကြီးသေဆုံးမှုသည်ဒုတိယမျိုးစားမဟုတ်လင်တတိယမျိုးစားဖြစ်မည်ယင်းနှမျိုးလုံးသည် လူတက်မှုဖြစ်သည်ကိုညိုကြီးတက်မှုဟုတရားလုံးကပြောကြလေတော်သည်ကိုညိုကြီးတက်မှုကိုမှုတ်ဆုဖိုးထောင်းနှင့်ရွာလူကြီးတိုးမောင်တို့သည် မော်လိုက်ရဲစခန်းသို့သွားရောက်တရင်ဖို့တန်ချက်ဖွင့်သည်အမျိုးသားရဲရရှိများခရီးလွန်နေသည့်ဖြစ်ကိုညိုကြီးတက်မှုကိုဖော်ထုတ်ရင် တာဝန်ကျသူမှာမြားမကြမီကပြောင်းလာသောရဲရရှိစိတ်မမဤသို့ဖြင့်စိတ်မမသည်တပည့်ကျော်ရဲတက်ချက် ပေါပေါင်းနှင့်ရဲတက်ချက်ကြီးစိုးမို့တို့ကိုခေါ်ယူ၍ကញင်စုရွာသို့ရောက်ခဲ့ရသည် စိတ်မမတို့ဖွဲ့သည်ကញင်စုတရာလုံးထုံးလုံးမွေရှိလိုနှောက်စုံစမ်းမင်းမြန်ထောက်လန်းကြသည်ကញင်စုရွာပြင်တုံးပင်ရွာသို့ပင် စိတ်မမတို့ခြေဆန့်ခဲ့ကြသည် တုံးပင်ရွာတွင် ကိုညိုကြီး၏ညီဝမ်းခွဲတချို့ရှိသည်တုံးပင်ရွာနန်းထွေးတို့မောင်နှမများအိမ်တို့ကိုညိုကြီးအဝင်ထွက်ရှိသည့်ခြေဆလက်ဆကလေးများကိုပင် စိန်မမတို့တိခွင်ရလိုက်သည်သည်စင်းစားရခတ်တီကကိုညိုကြီးလောင်းမတွေ့မီတုံးရက်ခန့်ကပင် ကိုညိုကြီးကိုလူနှယောက်လာခေါ်သွားပြီးအိမ်ပြန်ရောက်မလာခဲ့ကြောင်းကိုညိုကြီးဇနီးမတ်ရင်မြပြောပြသည့်ထင်မှအတန်နှင့်ပတ်သက်သည့်အချက်ဖြစ်သည် အဲ့ဒီညအကြောင်းကိုနောက်တစ်ခေါက်ထပ်ပြောပြပါအောင်မှတ်ရင်မြရဲ့ကျမဆရာမကိုပြောပြတာနှစ်ကြိမ်တောင်ရှိပြီနော်ဟုတ်ပါတယ်မှတ်ရင်မြပြောပြတဲ့အထင်မှာတဲလုံးစပါမပါသိရှင်လို့ပါအင်းကိုယောက်ျားတက်တက်လူပေါ်အောင်ဆိုတော့လေပြောပြရတော့တာပေါ့ဒီလိုပါပြီးခဲ့တဲ့6ရက်ကိုညိုကြီးအလောင်းမတွေ့ခင်3ရက်ကပေါ့အဲ့ဒီညကလူနှစ်ယောက်အိမ်တကားကိုလာခောက်ကြတယ် ကိုညိုအိပ်ပျော်နေတာနဲ့ကျမပဲသွားပြီးဘယ်သူလဲလို့မေးလိုက်တယ်။အဲ့ဒီတော့အပြင်ဖက်ကရွာလူကြီးလို့ပြောပြနေ။ကျမကဘဲကရွာလူကြီးလဲလို့မေးတော့တိုးမောင်လေးလို့ပြန်ပြောတယ်။အတန်ကလည်းရွာလူကြီးကိုတိုးမောင်တန်းနဲ့သူနေတာမို့ရွာလူကြီးကိုတိုးမောင်ပဲလို့ကျမကယုံလိုက်တယ်။ဒါနဲ့ကျမအိမ်တကားကိုဖွင့်ပေးလိုက်တယ်။တကားပွင့်သွားတာနဲ့တမျောင်နဲ့တရှိကင်ထားတဲ့လူနှစ်ယောက်ဝင်လာတယ်။ မန်းရင်မြစကားကိုစိတ်မမကကြားဖြတ်ဝင်မိလိုက်သည်အဲ့ဒီလူနှစ်ယောက်ကရွာလူကြီးကိုတိုးမောင်တို့လားမဟုတ်ဘူးချက်ချင်းတော့မရိပ်မိဘူးဘာဖြစ်လို့လဲဆိုတော့နှစ်ယောက်လုံးမျက်နှာဖုံးတွေဆွထားတယ်နောက်သူတို့ရဲ့ပင်ကိုအတန်ကိုကြားရတော့မှရွာလူကြီးကိုတိုးမောင်မဟုတ်မှန်းတော့သိရတော့တယ်ကျမတကားဖွင့်ပေးအောင်လို့သူတို့ကိုသုံးမောင်အတန်ကိုတူပြီးပြောခဲ့တာသူတို့အိမ်ထဲရောက်တော့ဘာလုပ်တလဲစိန်မမကဝင်မိသည် အိမ်ထဲရောက်တော့သူတို့ကကျမကိုဖမ်းချုပ်ပြီးအိတ်ခမ်းထဲကိုခေါ်သွားတယ်။ကျမယောက်ျားကိုညိုကိုနှိုးတယ်။ကိုညိုမျက်နှာကိုရိုက်တယ်။နောက်ကျမကို ကတင်မာကျိုးနဲ့တုတ်ထားပြီးပါဇက်ထဲကိုအဝတ်ဆုပ်တယ်။ကိုညိုကိုတော့ဓားထောက်ပြီးခေါ်သွားတယ်။နောက်တနားလောက်ကျမကျမပါဇက်ထဲကအဝတ်ကိုထွေးထုတ်နိုင်ပြီးနောက်ဖက်အိမ်မှာအိမ်နေတဲ့အလုပ်သမားတွေကိုအော်ခေါ်ရတယ်။နောက်ရွာလူကြီးကိုတိုင်တယ်ပေါ့။စိန်မမကဝင်ထောက်ပြီးဒီ။ဟုတ်ကဲ့ ရွာလူကြီးကိုတိုးမောင်ကတော့လူဆိုးတဲ့သူ့တံကို သူ့ပြီးလှုပ်သွားတဲ့အတွက်ဒေါကနာရမ်းပြီ။ဒါပေမဲ့ညဖက်ကြီးတောင်ပေါ်ကိုသူတက်မလိုက်ရဘူး။ဒါလည်းသူ့ကိုပဲသူမှအပြစ်မတင်ခဲ့ကြပါဘူး။ဒီဘက်ကနေချမ်းတယ်လေ။အင်းအဲ့ဒီညတွေကကိုညိုပြောက်သွားတာ။ကိုထောင်းအလောင်းတွေးမှပဲကိုညိုအသက်ခံရတာကိုကျမကသိရတော့တယ်။အင်းကိုညိုကိုညိုဒီနေ့တော့ရှင်ကျမကိုအပြစ်ခွဲသွားတာပေါ့။ ကျမကငယ်စုမှာဘယ်သူအားကိုးနေရမှာလဲကိုညိုရဲ့မန့်ရင်မြဒီပြောရင်းကစိတ် ကိုမထိန်းနိုင်တော့ဘဲရှိုက်ကြီးတငင်ငိုကြွေးနေတော့ဒီစိန်မမဒီကိုချင်းစာစိတ်ထိခိုက်လာဒီအလျောက်ပူဆွေးတော့ကပွားမှုကိုမကြည့်ရနိုင်၍သူတပည့်များနဲ့ရွာထဲသို့ထွက်လာခဲ့သည်ကိုညိုကြီးကိုတတ်တာကြောက်စိမ့်တို့ညီကိုပဲငွေအိုးနဲ့မိုးကောင်းအလိုက်ပေးလဲမယ်ပြောပြီးကိုညိုကြီးကမလဲလို့ ကျောက်စိမ့်တို့ညီကိုကိုညိုကြီးပေါ်ရံလိုနေတာတရားလုံးအသိပဲကျောက်စိမ့်တို့ညီကိုကိုဖမ်းဆွဲလိုက်ရင်ပြီးတာပဲဒီကောင်တွေကညီကိုဆွေမျိုးအားကောင်းလို့ထောင်နေကြတာကြပြီအခုကိုညိုကြီးကိုတတ်တဲ့ထိလက်ရဲလာပြီငโกထဲကမှလက်ဆလက်နာရှိတဲ့ကောင်တွေကိုညိုကြီးတတ်မှုနဲ့ဒီကောင်တွေမဖမ်းနိုင်ရင်နောက်တာထပ်ဖို့ဆိုမင်းပို့တောင်းချမ်းလာမင်းရွာလူကြီးကိုတို့မအောင်ဆိုသူတို့ရှိတယ်လို့တော့မထင်ဘူး ကိုတိုးမောင်လိုယောက်ျားကြီးတောင်မှမမှုတာ အခုရောက်လာတဲ့စုံထောင်းမလာတော့ကြောက်စင်းတို့ညီကိုတွေကကင်အောင်စားလိုက်ဦးမင်းယောက်ျားတွေတောင်ကြောက်စင်းတို့ကိုမတို့မထီရတာဒီစုံထောင်းမကဘာတတ်နိုင်ပါလဲအပလာစုံထောင်းမပါကွာစိန်မမတို့ဖျက်လျှောက်သွားစဉ်ရွာသားများကမှကြားတကြားတက်ရောက်လောင်ပြောင်ကြသည်စိန်မမကရုတ်တရက်တော့ဒေါ်ရတော့ထွက်မိသည် တဲလွန်စာတက်တဲ့ထောက်ထားခိုင်လုံမှုမရှိသေး၍သာကြည်နေရသည်အချိန်ကလည်းတိတ်မရှိတော့ရွာပြင်တွင်ပြင်ထားသောအလောင်းမှာဒီနေ့ညနေဘက်တွင်တုတ်တန်တို့ပို့၍မြေမြုပ်တချို့ရတော့မည်ဆီယမားတို့ပဲလေရွာလေရောက်တွင်ကိုညိုကြီးအလောင်းကိုဥဆုံးတွေ့ရှိရသူမှုတ်ဆုဖိုးတောင်းကစိန်မမကိုနှုတ်ဆက်သည်ကိုတိုးမောင်ကြီးတို့ဘက်ကိုသွားမလို့ထွက်ခဲ့တာလူသားမှုတဲလွန်စာမရသေးဘူးလားဆီယမား ်ဒီရွာလုံးကစိတ်ဝင်စားနေတယ်။တရွာလုံးကဆီယမားတို့ကိုတိတ်ညံ့တာပဲလို့ပြောနေကြတယ်။ဟုတ်တာပဲ။ကျမတို့ကလည်းတိတ်ညံ့တာကိုကိုတောင်းရဲ့။သူတို့ကအပြစ်မတင်ပါဘူး။အဲ့ဒါလို့ညံ့တာကိုပြောတာမဟုတ်ပါဘူးဆီယမားရဲ့။ဒါဖြင့်ဘယ်လိုညံ့တာကိုပြောကြတာလဲ။မိုးဆိုးကိုတောင်းကစိတ်မမနာခဲ့၍ဒီလိုရှိတယ်ဆီယမားရဲ့။ကျွန်တော်တို့ဒီနယ်ဖက်မှာကအဆွဲအလန်းအယူသိမှုတွေကတိတ်များတာကျွန်တော်ကငင်စုမှာ အမေပန်းဆိုတဲ့ဆုံးမလိုလိုအချားမြင့်ပေါက်တယ်လို့လို့မိမကြီးတယောက်ရှိတယ်။တရွာလုံးကအမေပန်းကိုကြောက်လဲကြောက်ယုံလဲယုံနေ။စိတ်ပြောက်၊နွားပြောက်၊ပစ္စည်းပြောက်ဆိုတိတ်မှန်တာပဲ။အဲ့ဒါကိုညိုကြီးကိုဘယ်သူတတ်တယ်လဲဆိုတာအမေပန်းသွားမေးပြီးတာပဲလို့တရွာလုံးကပြောနေကြတယ်။အမေပန်းကဘယ်နားမှနေတာလဲ။စိတ်မမမေးသည်။ရွာနောက်ဘက်မှာအမေပန်းကိုကိုတောင်းလဲယုံကြည်တာပေါ့။ တရွာလုံးကယုံပေမဲ့ကျွန်တော်တို့မိုးစုဖိုးတောင်းကဘေးဘီဝဲရကိုကြည်ပြီးမှစိန်မမကြားယုံလောက်လေတံဖြစ်ကျွန်တော်ကတော့မယုံဘူးဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲဆရာမရဲ့သူ့သားငါပေါက်ကတခုလီရွာထဲမှာစိတ်တွေနွားတွေညှပ်ဖက်ထုတ်ခိုးပြီးတောင်ပေါ်တက်ဝက်ထားတယ်ဝက်ထားတဲ့နေရာသူ့အမေကိုပြောထားတယ်နောက်တနေ့ပိုင်ရှင်တွေကအမေပန်းစီလာပြီးတော့ သူသာပြောထားတဲ့နေရာကိုပြောပြနိုင်တော့နာမည်ကြီးသွားတာပေါ့ဒီเจ้าတွေဆ ्याम ဘတုကိုမှပြန်မပြောပါနဲ့နော်ကျွန်တော်တော့သွားတော့မယ်မဟုတ်ဆိုဖိုးတောင်းကစိန်မမအเจ้าဝင်လောက်လေးတန်ဖြစ်ပြောပြီးလင်ခတ်တုတ်တုတ်ထွက်သွားလေတော့ဒီကဲတို့အမေပန်းစီကိုသွားမယ်စိန်မမကပေါက်ပေါက်နဲ့စိုးမိုးကိုပြောလိုက်သည်ခုနကကိုတောင်ပြောပြတာကိုပေါက်ပေါက်နဲ့နဲ့ကြားလိုက်ရတယ် မမကအဖြစ်ဖြင့်အမိပန်းစီကိုတွားပြီးလူသက်တဲ့ခံပဲသူလဲလို့မေးအောင်မလို့လားဒါပေါ့မေးကြည့်ရမှာပေါ့စိတ်မမပြန်ဖြေတဲ့ကြောင့်ပေါက်ပေါက်နဲ့ဆူမှုတို့အံ့ဩသွားကြသည်ညနေလေးနာရီရွာပြင်၌ပြင်ထားသောကိုညိုကြီးလောင်းကိုထည့်ထားသောအခေါင်းကိုတွန်းပင်ရွာမှကိုညိုကြီး၏ညီဝမ်းခွဲများကထမ်းလာကြသည်မူလာကကိုညိုကြီးလောင်းကိုမွန်လွယ်၃နှစ်တွင်တကြိုရန်စီစဉ်ခဲ့သည် သို့သော အမေပန်းအမိန့်ဖြင့်အချိန်ကို၄နာရီသို့ရွှေ့ခဲ့ရသည်အမေပန်းကသူဖိတ်ခေါ်ထားသောပုံကများတုတ်တန်ဆောင်တစီတရေများ ခရီးလွန်နေသည့်ဖြစ်ညနေ၄နာရီကျော်မှတုတ်တန်တို့ရောက်ပြီဖိတ်ခေါ်ထားသောပုံကများတုတ်တန်ဆောင်များတစီတရေများတုတ်တန်တို့ရောက်ပါမှအမေပန်းပြုတ်လုထားသည့်လူသက်တက်ခံဖန်စီရေးအစီအစဉ်များအချင်းနှက်ခတ်တို့တိုက်ဆိုင်ပြီးအောင်မြင်မည်ဟု အမေပန်းပြော၍ ကိုညိုကြီးလောင်းတကြူချင်းကိုရွှေ့ပေးရန်အမိန်ပေးသောကြောင့်ယခုကဲ့သို့အချိန်ရွှေ့ခဲ့ရခြင်းဖြစ်သည်။ယင်းတို့အချိန်ရွှေ့လိုက်ရခြင်းကြောင့်ကရင်စုရွာသားမက ကိုညိုကြီး၏ဆွေမျိုးများရှိသောတွန်းပင်ရွာမှရွာသားများပါအာသူဘပို့ရန်ရောက်နေသည့်လူစုမှတယောက်တခွန်ပြောကြဆိုကြဖြင့်ပွက်လောရိုက်စူညံနေတော့သည်။ညနေ၄နာရီတိတိတွင် အမေပန်းနှင့်မန်းရှင်များတို့သူရောက်လာကြသည်။ ဆူညာနေသောလူတိုက်မှာမိကိုရင်နဲ့ဖြန်းလိုက်တဲ့ကဲ့သို့ငြိမ်ကြသွား၏အကြတံပင်ကြားရလောက်အောင်တိတ်ဆိတ်သွား၏အလုံးဤရင်ထဲမှာလည်းယခုပင်မမျော်လင့်သောအရာများ ဖြစ်လာလေတော့မလားကိုညိုကြီးအလောင်းကောင်ပင်အခေါင်းထဲကထွက်လာလေတော့မလားဟုစိုးရိမ်ထိတ်လန့်စိတ်များကိုစီဖြစ် ပေါ်လာလေရှိသည်ပူ၍စိုးဒီမှာအမေပန်းသည် ထမိန်ကိုရင်လျားထားပြီးစပင်များကိုဖားလျားချထား၏ ညနာတစ်ပြင်လုံးနဲ့ကိုယ်ထပ်ပိုင်းတစ်ခုလုံးမှာနှံ့နှွေးများကိုထူပိမ့်စွာလိမ့်ထားရာဝါထိန်လက်ရှိသည်မျက်လုံးနှစ်ကွင်းနှင့်ပါးစပ်ကိုအူမဲများခတ်တူတူကွင်းထားရာရုတ်တရက်ကြည့်တော့မကောင်းဆိုးဝါးတကောင်နဲ့ကြောက်စရာအတွင်ကိုစောင့်နေသည်ထို့ကြောင့်အတုပပုသူအာလုံးဤစိတ်ဝင်ကြောက်ရွံ့ထိတ်လန့်စိတ်များလွှမ်းမိုးလက်ရှိသည်ကိုညိုကြီးဤညီဝမ်းခွဲများထန်သောအခေါင်းနောက်မှ လူသန်းကြီးမှာတိတ်ဆိတ်စွာလိုက်ပါသွားကြသည် လူသန်းကြီးသည်လှုပ်တံသို့တရွေ့ရွေ့သွားနေသည်စိန်မမတို့ဖွင့်နှင့်ရွာလူကြီးကိုတိုးမောင်တို့လည်းပရိသတ်ထဲတွင် အများနည်းသူရွှေ့လျားသွားနေကြသည်တုတ်တံသို့ရောက်ပြီးလူစုကကျင်းတစ်ခု၏ရှေ့တွင်စုယုံလိုက်ကြသည်ခေါင်းကိုကျင်းထဲသို့ချမိအလို့အမေပိုင်းအတန်နတ်ကြီးကပေါ်လာသည်နေအောင်ပရိသတ်မျက်လုံးအစုံကအမေပန်းစီသို့ရောက်သွားကြ၏ခေါင်းကိုကျင်းထဲမှချနိုင်ဘူး ချင်းမော့ကလပ်ဖြတ်တင်ထားလိုက်စမ်းငကိုကမှကြောက်စိတ်ဝင်နေသောပြိသက်မှာအမေပန်းစကားကြောင့်ထိတ်ကနေဖြစ်သွား၏အမေပန်းကမှုတ်ဆူးမှမတ်ရင်များကိုတွဲခေါ်၍ခေါင်းနီးသို့ချင်းကပ်သွား၏အဖုံးကိုဖွင့်လိုက်စမ်းအားလုံးမှာမှင်သက်မိနေတကယ်သို့လှုပ်ပြေမလှုပ်ရင်တုံတုံရီရီဖြင့်ငြိမ်သက်စွာကြည့်နေကြရ၏ခေါင်းထမ်းလာသူများကတံမရရသေးသော အဖုံးကိုဖွင့်လိုက်ကြသည်အဖုံးကိုခေါင်းရင်းမှကလန့်ချ အမေဘန်းအမိတ်ပေးတီတိုင်းလိုက်လောက်ကြရည်ဟုတ်ပြီအလောင်းကိုအဖုံးမော်တင်လိုက်စမ်းဒီတခါတော့ကိုညိုကြီးညီကိုဝန်ခဲများကမှတ်ရင်များကိုလှမ်းကြည့်ကြသည်မှတ်ရင်များကခေါင်းညိတ်ပြသည်ဘာပြန်ကြည့်နေတာလဲငါခိုင်းတယ်လို့အမြန်လို့အချိန်နောက်ကျသွားလို့သူတို့ပြန်သွားရင်အာလုံးဒုက္ခရောက်ကုန်မယ်နင်တို့ပါအစ်စ်ပါသွားချင်လို့လားတေနာကောင်တို့ရဲ့အမေပန်းစကားကြောင့်အာလုံးကြောချမ်းသွားကြ၏ ဟေးကောင်းလေးခိုင်းနာလောက်လိုက်လေဟု ကိုတိုးမောင်ပင် မနေတာတော့ပဲပြောလိုက်ရသည်အာလုံးဒုက္ခရောက်ကုန်မေဆိုသောအမေပိုင်းစကားကိုအာလုံးကြောက်နေကြသည်အေးဟုတ်ပြီဒီလိုမှပေါ့ကိုညိုကြီးအလောင်းကြီးခေါင်းတီးကန့်လန့်အနေထားဖြစ်ရှိနေသည်အပုံနဲ့ကထောင်းကနေပတ်ဝန်းကျင်စီသို့ရိုက်ခတ်သွားသည်အလောင်းမှာပုပ်ပွားစပြုနေပြီကျိုးဆဲချအသက်ခံထားရ၍ပါဇက်ပြင်ထွက်နေသော ရှာမှာ ယခုမှပို၍ရှေထွက်နေတကယ်သို့ရှိနေသည်မျက်လုံးကလည်းပြူးနေ၏မျက်စံများအပြင်တို့ပြူးထွက်နေ၏အားလုံးပင်မကြည့်ရဲကြအချို့မှဒီတခါအာသူဘလိုက်လာတာမှားပြီဟုရင်ထဲမှကြိတ်ပြောနေမိကြ၏ညီရှေတို့စံအမေပန်းကမိုက်ရှင်များကို ရှေသို့ဆောင်ဆွဲလိုက်၏ခေါင်းကိုပေါင်းထားတဲ့ပစိုးကိုဖြီးလိုက်စံအမေပန်းကမိုက်ရှင်များလောက်တီကိုမဆောင် သူကိုယ်တိုင်မှန်းရင်များခေါင်းတွင်ပေါင်းထားသည့်ပစိုးကိုဆွဲဖြီလိုက်သည်မှန်းရင်များ၏သပင်များကကျက်ဆင်ပြီးကျက်ထားသည်အမေပန်းကအသင့်ယူလာသောကတ်ကြီးဖြင့်မှန်းရင်များ၏ကျက်ဆင်ပြီးကိုတထွားကြောကြောဖြတ်ယူလိုက်ရာလူစုကြီးမှဟင်ခလင်အံ့ဩတုန်လှုပ်သွားသည်အမေပန်းကကျက်ဆင်ပြီးပြက်ကိုမြှောက်၍ပဇက်ကလည်းတလုံးလုံးနဲ့တိုင်တယ်လိုက်သည်ပရိသတ်ကအမေပန်းဘာဆက်လုပ်မည်နည်းဟုစိတ်ဆောလဲရှိကြသည် ထိုးနောက်အမေပန်းကဖြဲ့ဥထားသောကျက်စက်မီးဖြင့်အလောင်း၏ခြေတော်ဖျားမှခြေမနှချောင်းကိုပူးချီလိုက်သည်အောင်ပြီအောင်ပြီအောင်ပြီဟေးအမေပန်း၏အတန်နဲ့ကြီးဖြင့်အော်လိုက်သောအတန်သည်တုတ်တန်တခွင်လုံးကိုဟိန်းသွားစေ၏ပရိသတ်မှလည်းရုတ်ရုတ်တဲတဲဖြစ်သွား၏ငြိမ်လိုက်ကြစမ်းအမေပန်း၏အော်တန်ကြောင့်မိကိုရင်၌ဖျန်းလိုက်တဲ့ကဲ့သို့ငြိမ်ကြသွား၏။ကိစ္စပြီးပြီသူကမြှောက်လိုက်ကြတော့ အမေပိုင်းအမိတ်အတိုင်းကိုညိုကြီး၏ညီဝန်းခွဲများကအလောင်းကိုခေါင်းထဲပြန်ထည့်ကာခေါင်းကိုခက်မြန်မြန်ကျင်းထဲချ၍မြုပ်လိုက်ကြသည်အမေပန်းကလက်နှစ်ဖက်မိုးပေါ်သို့ဆန့်တန်း၍"သူတို့မလွတ်နိုင်တော့ဘူး။သူတို့မလွတ်နိုင်တော့ဘူး။လူသက်ကောင်တွေသူ့မိမမုတ်ဆိုးမရဲ့ကျက်စံမီနဲ့ချုပ်လိုက်ပြီ။သူ့ချိန်မှမကြွမချင်းသူတို့ပြေးလို့မလွတ်နိုင်တော့ဘူး။လူသက်ကောင်တွေသူတို့ကိုယ်တိုင်ရေစကန်သွားအဖမ်းခံကြလိမ့်မယ်။အမေပန်းနဲ့တကွ" ပုဂ္ဂိုလ်အဆောင်တုတ်တန်ဆောင်ရအမိတ်ပဲဟိအမေပန်းဤအတန်အောအောနှင့်ပြောလိုက်တန်ကပရိသတ်ကြီးကိုကြက်တိန်တပြန်ပြန်ထသွားစေတော်၏ကဲဥတုံးမောင်နဲ့မရင်များကျမတို့လည်းပြန်လို့မင်းစိမ်မမကပရိသတ်များဈာမထွက်၍ရွာလူကြီးကိုတုံးမောင်နဲ့မရင်များတို့ကိုနှုတ်ဆက်လိုက်သည်အိုးဘယ်ပြန်လို့ဖြစ်ပါမလဲဆင်မရင်လူတတ်တဲ့ခံမမမိသေးပဲဗျာမပြန်ပါနဲ့ဦးရွာလူကြီးကိုတုံးမောင်ကတားသည် ကျမတို့မလို့တော့ဘူးလေကိုသုံးမောင်ရဲ့အမေပန်းရဲ့အစီအရင်နဲ့လူတက်တဲ့ခံဟာရဲစခန်းကိုမလာဘဲနေကိုမနေနိုင်ဘူးရှင်ကျမတကယ်ကိုယုံနေဒါကြောင့်လူတက်တဲ့ခံကို ကျမရဲစခန်းကပဲစောင့်ဖမ်းတော့မယ်ကဲခွင့်ပြုကြပါဦးရှင်စိန်မမကပြောပြီးပြုံးရှင်တော်ဟန်စိတ်ချယုံကြည်တော်ဟန်ဖြစ်သူတပည့်ကျော်များကိုခေါ်၍လူအုပ်ကြားထဲမှထွက်သွားတော်သည်ည၁၂နာရီထိုးပြီးကញင်စုတုတ်တယ် ရွာရှောင်လမ်းဖြစ်သည့်တောင်ချေဘက်လမ်းမှနေ၍မှန်အိမ်မီးရောင်တဲတဲကတုတ်တန်စီတို့တွေ့ရွေ့လာနေသည်မကြပါမှန်မီးရောင်နောက်ဝဲမတဲခွဲတော်လူနှစ်ယောက်ကတုတ်တန်ဝါသို့ရောက်လာသည်တုတ်တန်ဝါအရောက်တွင်မှန်အိမ်ရွှေလမ်းမှုရက်တန့်သွားသည် လူနှစ်ယောက်ကပတ်ဝန်းကျင်ကိုရက်၍အကဲခတ်နားဆွင့်သည့်တဘောလာပါကွာမြင်မြင်ဘယ်သူလာရဲမလဲတို့မြင်မြန်လှုပ်ပြီးရင်မြန်မြန်ပြန်ရတာဗောဒီကြက်တည်းမရှိတဲ့နေရာငါချာချာမနေချင်ဘူး နှစ်ယောက်ထဲမှတစ်ယောက်ကခတ်တူတူပြောသည်အေးဟုတ်တယ်ဒါလုပ်ပြီးတော့ဟိုအချားမြေပေါ့မကြီးကိုရှင်းပြရမယ်ကြံတစ်ယောက်ကထောက်ခံပြီးတုတ်တန်တွင်တော့ဝင်ကြသည်မကြာမီပေါ့သူပေါ့တန်များထွက်ပေါ်လာသည် သူတို့သူတို့နေရာမှာကိုညိုကြီးဤတင်းချိုင်းမြေပုံနေရာဖြစ်သည်တောက်ဟာကောင်းကိုပေါ့မိပြီမြန်မြန်လောက်ဟိကိုညိုကြီးမြေပုံကိုသူနေတော့လူနှစ်ယောက်အချီချပြောတာမဆုံးမိပါဘင်ဟေ့ မလှုပ်နဲ့မင်းတို့ကိုဝိုင်းထားပြီးပြီစိန်မမကြီးအောင်မြင်သောအတန်ကတုတ်တန်တစ်ခုလုံးဟိန်သွားစီသည် စိန်မမနဲ့သူသူတပည့်နှစ်ယောက်တင်းစိတ်ရဲကင်းမှရဲသားများရွာလူကြီးဦးတုံးမောင်နဲ့တပည့်များဝိုင်းရံလည်းရှိသည် ထိုအစဉ်တယောက်က ထွက်ပြေးသည်ဒူးလေးနှင့်ဓာချုံများကင်ဆောင်ထားသည့်ကိုတိုးမောင်တို့လူအုပ်ထဲတွင် ပိမိကမပြေးတာပဲအမိခံလိုက်ရသည်။ပေါက်ပြားတဲ့လူကစိန်မမကိုလှည့်၍ပေါက်ပြားနဲ့ခုတ်ချလိုက်သည်။ အာပေါပြားကအောက်သို့ကျမလာမီစိန်မမကလေထဲခုံတက်ပြန်ဝဲကခရာဒီနှစ်စင်ကန်နီးဖြင့်ထိုသူ၏မျက်ခွက်ကိုကန်ထဲလိုက်သည်အာခနင်းအော်တန်နှင့်တူထိုသူလက်ထဲမှပေါပြားလွင့်စင်သွားသည် ထိုသူလည်းနှောက်ဖက်သို့သုံးလေးပေမျှလွင့်ထွက်သွားပြီးမှောက်ခုံကြီးဖြစ်နေသည်မင်းတော်တော်မိုက်မဲတာပဲမင်းတဲ့စိန်မမကထိုလူကိုဂုံးမဆွဲယူရင်းနမဲတက်ပြောလက်တစ်ဖြင့် ထိုလူရောကြံလူများပါ အလုံးအံ့ဩသွားကြသည်ကျုပ်ခမားကိုမသိပဲခမားကကျုပ်ကိုဘယ်လိုလုပ်သိနေတာလဲမင်းတင်ဆိုသူက ပြုတ်တူနဲ့တံမာသောစိမ်မမလက်ထဲဝင်မလောက်တာတော့တဖြစ်အထီးကျင်ဆုံးအဖြေကိုတောင်းသည်မင်းနဲ့မေကမင်းတင်မင်းညီကမင်းလွင်နှစ်ယောက်လုံးကတွန်းပင်ကပဲအင်းမင်းတို့ညီမလေးကနန်းထွေးတယ်ဟုတ်သလားဟင် ်ခမားတာတွေဘယ်တော့ကဘယ်လိုတည်ထားတာလဲခမားတည်တာတွေကများလာကြည်လားဓာရီတင်ဘယ်ဟုတ်အောင်မလဲမင်းတင်ရဲ့ကိုညိုကြီးကိုဖမ်းသွားပြီးတက်ပြစ်တာလဲမင်းတို့ညီကိုနှစ်ယောက်ပဲဗျာကျွန်တော်တို့ကဘာဖြစ်လို့ကိုညိုကြီးကိုတက်ပြစ်ရမှာလဲဘာဖြစ်လို့လဲဆိုတော့တနေ့ကိုညိုကြီးသူ့ညီဝမ်ခွဲတွေနဲ့အရက်တောက်ပြီးအပြက်မှာမင်းတို့အိမ်ဝင်နေမင်းတို့မရှိဘူးနန်းထွေးပဲရှိတယ်နန်းထွေးကိုစော်ကားလိုက်တယ် နောက်တော့နန်းထွေးမှာကိုဝင်လေးလာရှိလာတော့အဖြစ်မှန်ကိုမင်းတို့သိသွားတယ်။နန်းထွေးကိုဝင်ဖျက်ချလို့ဆုံးသွားတယ်။မင်းတို့သိချင်ရတဲ့ညီမလေးနန်းထွေးတည်ဆုံးရတာကိုညိုကြီးကြောင်ဆိုပြီးကိုညိုကြီးပေါ်အညှိုးထားပြီးမင်းတို့ညီကိုတတ်ပြစ်တာ။ဒါဆိုအရင်ရက်တွေကကျွန်တော်တို့ကိုဘာလို့မဖမ်းမနေတလဲ။ကိုညိုကြီးကိုတတ်တာညီကိုနှောက်ဆိုတာလောက်ကိုပဲအဆကတည်တယ်။ကြောက်စင်းတို့ညီကိုလား မင်းတို့ညီကိုလားဆိုတာအတိအကျတဲလွန်စာတက်တွေထောက်ထားမရခဲ့ဘူးတဲရတဲ့အကြောင်းရင်းကတော့နှစ်ဖွဲ့လုံးမှရှိနေတယ်ဒါကြောင့်အမေပန်းကိုကိုညီတောင်းပြီးကိုညိုကြီးလောင်းကချီမကိုသူ့မိမစပင်နဲ့ချီပြီးမှ အလောင်းမြေမြုပ်တဲ့လှုပ်ဆက်ကိုဖန်တီးလိုက်တာပဲအမေပန်းကလည်းတရုတ်ဆောင်ကောင်းကောင်းဟန်ကောင်းကောင်းနဲ့ပီပီရီရီလှုပ်ပြလိုက်တော့အယူတီဆွဲလန်းကြီးတဲ့လူသက်ကောင်ဟာအမေပန်းဟန်လို့ပြောတာကိုတကယ်ကြုံး တကယ်ကြောက်ပြီးချိန်စာကလွှတ်အောင် အလောင်းလောက်ပေါ်မှာဘဲလို့တွက်ပြီးဒုညကိုးနိုင်ကလေးကလူစုကိုတုံးမောင်နဲ့လှည့်ဝက်တိုင်ပင်ပြီးလာဆောင်ဖန်းတာကိုညိုကြီးကိုတက်တက်လူမဟုတ်ရင် အလောင်းကိုလာဖို့ဆက်ပါအကြောင်းမှမရှိဘူးကိုညိုကြီးကိုတက်ခဲ့တဲ့လူတွေသာကိုလိပ်ပြကိုမလုံးပဲအလောင်းကိုလာဖို့တာအာတုဘပို့တဲ့ထဲမင်းတို့ညီကိုနှောက်ကိုတွေ့တယ်အခုကိုညိုကြီးလောင်းလာဖို့တာလေမင်းတို့ညီကိုနှောက်ပဲဆိုတော့ရှင်းနေတာပေါ့ကွာ ကဲပေါပေါမင်းတင်ကိုလက်ထိတ်ခတ်လိုက်ရဲတက်ချက်ပေါပေါဒီစိမ်းမမိုက်ညွှန်ကြားထားတဲ့အတိုင်းမင်းတင်ကိုလက်ထိတ်ခတ်လိုက်သည်မင်းလွဲ့မှာရဲတက်ချက်ကြီးစိုးမိုးဤလက်ထိတ်နဲ့မှိတ်ဖွဲ့ထားပြီးဖြစ်သည်ဆရာမစိမ်းမမကတော့ဖြင့်အောချလောက်ပါရဲ့ဗျာကိုတိုးမောင်ကမချီချူးပဲမနေနိုင်တော့ဒါအမေပန်းရဲ့ကျေးဇူးကြောင့်မှဦးတိုးမောင်ရင်မနှက်ကြရင်တော့အမေပန်းကိုထိုက်ထိုက်တန်တန်သွားကြရောရမယ် အမေဘန်းကလည်းသူ့အစွမ်းကြောင့်တကယ်လူသက်သမားကိုဖမ်းမိတာဆိုတော့အမေဘန်းဂုံယူနေမှာပါပဲဟုတ်ကဲ့ပါခင်ဗျာဒီနေရာလေးမှာပဲဆိုင်းဆာရဲဟင်ရေးသားထားတဲ့တစီဖမ်းတဲ့လူသက်ကောင်းဆိုတဲ့စုံထဝတ္ထုဇလံလေးဒီနေရာလေးမှာပဲပြီးဆုံးလို့တော့ပါပြီခင်ဗျာနားဆင်ပြီးသူအားလုံးကိုကျေးဇူးအများကြီးပဲတင်ပါတယ်ခင်ဗျာ